မင်္ဂလာညချမ်းပါရှင် BOA American တန်ရဲ့2025ခုနှစ် February လ20ကျမတို့အတန်တွေကိုလုံးဝပိတ်လိုက်တဲ့အချိန်ပေါ့လုံးဝအတန်တွေလုပ်ငန်းတွေရပ်ဆိုင်းရမယ်ဆိုတော့အားလုံးကတော့တကယ်တမ်း shock ဖြစ်ပါတယ်ဆိုတော့စိတ်တော်တော်လေးလဲဟိုထိခိုက်ကြရတယ်ပေါ့နော်အဲ့တော့ VOA မြန်မာပိုင်းဌာနအနေနဲ့ကတော့ခစ်ဆက်ဆက်ပေါ့နော် VOA တက်တန်းနီးပါးတိုင်းမှာနှစ်ပေါင်း80ကျော်လောက်သူခစ်ဆက်ဆက်မှာဒီမြန်မာပိုင်းဌာနကလည်းတန်လွှင့်ခဲ့တယ်သူတစ်ပြင်1988ခုနှစ်နောက်ပိုင်းမှာတော့ကျမတို့ဒီ VOA မြန်မာပိုင်းဌာနကနေပြီးတော့စစ်ဆိုးရအုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာသတင်းလွတ်လပ်ခွင့်ဖိနှိပ်ထားတဲ့အခါမှာပို့ပြီးတော့ပေါ့နော်ကျမတို့ဒီကယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့သတင်းလွတ်လပ်ခွင့်နောက်ပြီးတော့မြန်မာနိုင်ငံမှာစစ်ဆိုးရဆက်ဆက်ဆရာနာရှင်ဆက်ဆက်ဖိနှိပ်တဲ့အခြေအနေတွေဒီကူလဲကျမတို့ထုတ်ဖော်ပြီးတော့တင်ပြနိုင်ခဲ့တယ် နောက်ပြီးတော့ဒီ American နိုင်ငံတွေမကဘူးနိုင်ငံတကာမှာရှိနေတဲ့သတင်းတွေကိုလည်းကျွန်တော်တို့တင်ဆက်နိုင်ခဲ့ရဲဆိုတော့ BOA ပြည်သက်တွေကလည်းအသိဆုံးပါပေါ့နော်အခုဒီ last show ကိစ္စမှာအခုတရုတ်ကပါဝင်ပတ်သက်တယ်ဆိုတဲ့ဟာမျိုးအခြေအနေမျိုးဆိုရင်ကျွန်တော်တို့ဒါအတန်လွှင့်နေမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကချက်အလက်ပြည့်စုံတဲ့ last show မှာတရုတ်ကဘာကြောင့်ပါဝင်ပတ်သက်နေလဲဘာတွေဖြစ်နေလဲဒီစစ်ကောင်စီနဲ့တိုင်းနာလက်နက်ကိုင်ဖွဲ့တွေကြားမှာဘာတွေတကယ်ကိုနားလည်မှုတွေဘလို့ကြိတ်လဲဆွေးနွေးခဲ့ကြတာလဲတရုတ်ကဘလို့အနေနဲ့ပါဝင်ပတ်သက်နေလဲဆိုတာကိုကျွန်တော်တို့ကကွင်းကွင်းကွက်ကွက် ်နဲ့ပေါ့နော်ကျမတို့မေးမြန်းတင်ပြခွင့်ရမှာဖြစ်တယ်လို့ဒီအချက်လက်မှန်နေကြောင်းလဲမြန်မာပြည်သူတွေကအချိန်နေမှန်သိခွင့်ရမှာပေါ့နော်တရုတ်ပါဝင်ပတ်သက်နေတဲ့အချိန်တွေကိုကျမတို့ကဒီမေးမြန်းနဲ့လိုက်ပြီးတော့ကျမတို့ကအချက်လက်တွေကိုစုံစမ်းရှာဖွေနေတဲ့အတွက်ကိုတရုတ်နဲ့လှုပ်ရှားမှုတွေကိုလည်းကျမတို့အမေရိကန်နိုင်ငံအတွက်မှာလဲဒါသိခွင့်ရမယ်နောက်ပြီးတော့တကယ့်ကိုမြန်မာနိုင်ငံတမိုင်းမှာမကြုံဆက်ဘူးလှုပ်ခတ်သွားတဲ့ခုနှစ်တမခုနှစ်ပြင်းအားလှုပ်ခဲ့တဲ့စကိုင်းငလျင်ဆိုလို့ရှိရင်လေဒီငလျင်တန်ကြောင့်ပေါ့နော်အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကျမတို့ကသာအတန်တွေ့နိုင် ုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါရင်းနဲ့ပတ်သက်ပြီးတော့အချက်လက်မှန်မှန်နဲ့ အသက်ကယ်ဆယ်လုပ်ငန်းတွေအရောက်လုပ်နိုင်ဖို့ပေါ့ထိထိရောက်လုပ်နိုင်ဖို့နိုင်ငံတကာတွေကနေပြီးတော့ထိထိရောက်ပါဝင်ဆောင်ရွက်နိုင်ဖို့ဒါတွေမျိုးလည်းကျမတို့မေးမြန်းစုံစမ်းပြီးတော့တင်ပြနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာကျမတို့ကအရင်တိုင်းကျမတို့ရဲ့ရက်တီထားတဲ့ယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့သတင်းတွေတင်ဆက်ခွင့်မရပဲကျမတို့အတန်တွေကိုပိတ်ထားတဲ့အတွက်ပေါ့နော်ကျမတို့အရန်ကိုလည်းယူကျုံမရဖြစ်ရတယ်ဒီလွှတ်တော်ဆိုတာလည်းလွှတ်တော်အမတ်တီပေါ့နော်ဆိုတာလည်းလူထုကရွေးကောက်တင်မြောက်ထားတာဖြစ်တယ်ဒီလူထုကရွေးကောက်တင်မြောက်ထားတဲ့အပိုင်းမှာကျမတို့ BOA မှာဆိုရင်လည်းမြန်မာ ာဏအနေနဲ့မရှိမဖြစ်ဒီလိုအပ်တယ်ဆိုတာကိုအမေရိကန်နိုင်ငံမှာရောက်ရှိနေတဲ့ဒီမြန်မာဘွားတွေပေါ့နော်မြန်မာဒီပြည်သူတွေကနေပြီးတော့လဲတက်ဆိုင်ရာပြည်နယ်တွေလိုက်မှာကိုတက်ဆိုင်ရာဒီလွတ်တော်အမတ်တွေကိုတင်ပြခြင်းအဖြစ်ပေါ့နော်ကျမတို့ BOA အထူးသဖြင့်မြန်မာဌာနအနေနဲ့ဆက်ပြီးရှိတဲ့နေဆိုတဲ့အတန်ကိုလဲလွတ်တော်ကနေပြီးတော့ပေါ့နော်သမရရှိကိုပို့ဆောင်ဖို့ပေါ့နော်အဲဒါမျိုးလဲကျမတို့ဆက်ပြီးတော့လှုပ်သွားဖို့လဲရှိပါတယ်ရှင်တရင်သမားတယောက်အနေနဲ့ဒေါ်အင်ဂျင်နိုင်အနေနဲ့ပျော်စရာကောင်းတာတွေကဘာတွေလဲ ကျွန်မတရင်တစ်ခုခုကိုလိုက်ပြီးတော့တင်ပြပေးရလိုက်ပြီးဆိုတဲ့အချိန်မှာခန်းစားရတဲ့ခန်းစားချက်ပေါ့နော်အဲ့ဒီမှာပင်ပန်းနဲ့ဒီတရင်တစ်ခုရဖို့ကိုကျွန်မတို့ဗတ်ပေါင်းစုံနောင်ပေါင်းစုံကနေလိုက်ရတယ်အဆင်ပြေတာရှိတယ်ကျွန်မတို့ကိုအစဲခံရတာတွေလည်းရှိတယ်ဒါမျိုးတွေပေါ့အခက်ခဲမျိုးစုံကြော်လွားပြီးတော့မှကျွန်မတို့ရခဲ့တဲ့တရင်တစ်ပုတ်ကိုချက်လက်မှန်မှန်နဲ့တင်ပြခွင့်ရပြီးလို့ရှိရင်တော့ခန်းစားရတဲ့ကျွန်မရဲ့ခန်းစားချက်ပေါ့နော်ဒါအလုပ်တစ်ခုကတေချာလုပ်ခွင့်ရတယ်ဒီလိုတင်ပြခွင့်ရတဲ့အတွက်လည်းဒါကိုနားထောင်လိုက်ရတဲ့ဖတ်ရှုလိုက်ရတဲ့ကြည့်ရှုလိုက်ရတဲ့လူတွေအတွက်မှလည်းမှန်ကန်တဲ့ ဲ့အချက်လက်တွေကိုပေးနိုင်တယ်ပို့ပြီးတော့ဘဟုတုတလည်းဖြစ်စေတယ်ဆိုတာမျိုးပေါ့နော်ဒါမျိုးတွေကိုကျွန်မပေးနိုင်တယ် message တွေပေါ့လေဒီ comment တွေကိုကြည့်ရတယ်ဆိုလည်းကျွန်မတကယ်ကိုဝမ်းသာကြည်နူးမိပါတယ်ရှင်အော်မင်္ဂလာပါတောင်းရင်နိုင်ဟုတ်ကဲ့မင်္ဂလာပါရှင်ဟိုဒီဒီနေ့မေးချင်တဲ့ကိစ္စကတော့ဒီ VOA နဲ့ RFV နှစ်ခုလုံးမှာဒေါင်ဂျင်းအလုတ်လုတ်ခဲ့ဘူးတယ်လေအဲ့တော့အတွေ့အကြုံကနှစ်ခုလုံးမှာအတွေ့အကြုံရှိထားတဲ့ဇေနမတယောက်အနေနဲ့အခုဒီ VOE မှာအလုတ်နေတဲ့အချိန်မှာရုတ်တရက်ကြီးရက်တန်သွားတယ်ဗောနော်ရက်တန်သွားတဲ့အချိန်မှာအဲ့ဒီအချိန်ကဒေါင်ဂျင်းနိုင်တော့ဘယ်မှာရှိနေလဲဗောနော်နောက်ပြီးတော့ဘယ်လိုခံစားရလဲဗောနော်အဲ့ဒါမျိုးဖြစ်လာမယ်လို့ထင်မှတ်ထားပြီးသားဗောဒါမို့မထင်မှတ်ဘဲနဲ့ချက်ချင်းရုတ်တရက်ကြီးဖြစ်သွားတာ အဲဒီသမရထရမ်ရဲ့အထူးအမိန့်နဲ့ကျမတို့ VOE လုပ်ငန်းတွေအားလုံးကိုဟိုရုတ်တရက်ရက်ဆိုင်လိုက်တဲ့အချိန်ပေါ့နော်မတ်လဒီ15ရက်နေ့ပေါ့ကျမတို့စနေနေ့ ဖြစ်မယ်အဲ့ဒီအချိန်ကကျမကတကယ်စနေနေ့ဆိုကျမပိတ်ရက်ဖြစ်တော့ကျမကတော့အိမ်ပါပဲဒါပေမဲ့သူတို့ကဒီကျမတို့ administrative leave ပေးလိုက်တယ်ဒီအလုပ်ကနေပြီးတော့ခွင့်ပေးလိုက်ပြီးနင်တို့အလုပ်ကိုလာဖို့မလိုဘူးလောလောဆယ်မှာဆိုပြီးတော့ဗောနော်ဒါအပြစ်ရှိလို့လည်းမဟုတ်ဘူးဒါသူတို့ရဲ့အရေးပေါ်အခြေအနေကြောင့်ဆိုပြီးတော့ကျမတို့ကို administrative leave ပေးလိုက်တဲ့ email စာကိုမနေ့အဲဒီ9နိုင်လောက်မှရတဲ့အချိန်မှာကျမကအရန်အံ့ဩရတာဗောနော်ဒါကတကယ်တမ်းတော့ လုံးဝတော့မထင်ထားဘူးလို့ပြောရမယ်ဒါပေမဲ့တစ်ဖက်မှာလည်းအဲဒီသမရထရပ်အစိုးရက VOA နဲ့ပတ်သက်ပဲဖြစ်ဖြစ်ဒီသူကအရင်ကကြိုပြောထားတယ်ဗောလေသူရဲ့ကြိုပြီးတော့ပြောထားချက်တွေရကျမတို့ကတော့အော်ဒီကျမတို့ဝန်ထမ်းတွေကို short ချမယ်အဲကျမတို့ဒီတက်နိုင်သလောက်ဟိုဒီ AR နဲ့ပဲပေါ့เนาะအလုပ်တွေကိုလုပ်နိုင်ဖို့ဆိုပြီးတော့လေအထက် ဒါအာညွှန်ကြားထားတာလည်းရှိပါတယ်။ဘာလို့ဆိုတော့ तू ကတဖြည်းဖြည်းနဲ့စပြီးတော့ကျမတို့ဒီဥမာဆိုရင်ဒီလိုရုတ်တရက်အမိတ်မထုတ်ခင်ကတည်းက तू ကဒီအတန်လွင့်လုပ်ငန်းအတွက်မရှိမဖြစ်အရေးပါတဲ့နိုင်ငံတကာ wire news တွေပေါ့နော်။ဥမာ writer တို့နောက်ပြီးတော့ AP AFP တို့ तू ကအကုန်လုံးဖြတ်လိုက်တော့ကျမတို့လိုသတင်းဌာနကြီးတစ်ခုနေနဲ့ဒီ sources တွေကအရေးကြီးဆုံးကိုဒါကြီးကိုစဖြတ်လိုက်တဲ့အချိန်မှာကျမတို့တော်တော်စဒုက္ခရောက်ရတယ်။ဒါပေမဲ့အဲ့လိုလုံးဝ ကျမတို့အတန်တွေကိုလုံးဝပိတ်လိုက်တဲ့အချိန်မှာလုံးဝအတန်တွေလုပ်ငန်းတွေကိုရပ်ဆိုင်းရမယ်ဆိုတော့အားလုံးကတော့တကယ်တမ်း shock ဖြစ်ပါတယ်အားလုံး shock ဖြစ်တယ်နောက်ကျမတငယ်ချင်းတွေဆိုရင်လည်းနောက်ဆုံး email တွေရလာချိန်မှာအတန်တွေလုပ်ငန်းတွေကိုချက်ချင်းရပ်ပြီးတော့ယုံရနေပြီးတော့သူတို့ချက်ချင်းထွက်ရတယ်ဆိုတော့စိတ်တော်တော်လေးလဲဟိုထိခိုက်ကြရပေါ့เนาะဘာလို့ဆိုတော့ဒီအဲ့ဒီမနဲ့မှာဆိုလို့ရှိရင်ကျမတို့ကဒီ အထူးသဖြင့်ဒီအမေရိကန်နိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေတမနာထရမ့်ပြန်ဆောင်ရွက်နေတာတွေနောက်တခြားအစိုးရအေဂျင်စီတွေမှာဝန်ထမ်းတွေဖြုတ်ခံရတာတွေဒါမျိုးပေါ့နော်တမနာအေဂျင်အဲတမနာထရမ့်ရဲ့ policy နဲ့ပတ်သက်ပြီးကျမတို့ကအာတင်ပြနေတဲ့အချိန်ပဲပေါ့နော်အဲ့ဒီမှာကျမတို့ကိုယ်တိုင်ကအဲ့လိုလုံးဝအဲလုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ရတဲ့ခါကျတော့အာတော်တော်လေးလဲထိခိုက်ကြတယ်အဲ့လိုမျိုးကျမတို့ကြုံတွေ့ခဲ့ရတယ်ပေါ့နော်လွန်ခဲ့တဲ့နှစ်ရက်ကပေါ့နော်ဖက်ဒရယ်တရားသူကြီးဟို Rice Lambert ကနေပြီးတော့အမိန့်ချတယ်ပေါ့နော် မိန့်ချတဲ့နေရာမှာဟိုဒီပြန်ပြီးတော့ငှားရမယ်ပေါ့နော်ဒီဝင်တဲ့နေပြန်ငှားရမယ်လို့မိန့်ချတယ်အဲ့ဒီမိန့်ချတာနေပတ်သက်လို့ဟိုဟိုဘလော့ဘယ်လိုမျှော်လင့်ချက်တွေရှိလာလဲနောက်တစ်ခုက Trump တို့ကဘယ်လို response လုပ်လဲပေါ့နော်ဟုတ်ပထမဆုံးကတော့အဲ့လိုတရားသူကြီး land back ကနေပြီးတော့အော်ဒီအရေးပေါ်တားမြစ်ချက်ပေါ့နော်ကနအူးအမိန့်ကိုချလိုက်တဲ့အချိန်မှာကျမတို့ဝန်ထမ်းတွေအားလုံး BOE ဝန်ထမ်းအားလုံး1500နီးပါးလောက်ရှိတယ်အဲ့ဒါတွေအားလုံးပြန်သွားရမယ်ဆိုတော့ကျမတို့လည်းတော်တော်လေးအားရအားတက်မိပါတယ်။ဘာလို့ဆိုကျမတို့အလုပ်ပြန်ခေါ်ရမယ်ဆိုတော့အချင်းကိုစောင့်နေရပါတော့เนาะဒါပေမဲ့အဲကျမတို့ဒီ American San Jorge ဆိုရင်တော့မနေ့ကအာဒီကြာတာပလီနေ့ကသူတို့အာအာဒီ Trump အစိုးရကနေပြီးတော့သူတို့ ီတရားသူကြီးရဲ့အမိန့်နဲ့ပတ်သက်ပြီးအယူခံတင်တယ်အယူခံတင်တာကတော့အဓိကတရားသူကြီးချမှတ်ထားတဲ့ဒီဝန်ထမ်း VOE ဝန်ထမ်းတွေအားလုံးအလုပ်ခွင့်ပြန်သွားဖို့နောက်ပြီးတော့ဒီအတန်လှည့်လုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ source တွေအားလုံးပြန်ပြီးတော့အော်လောက်ကင်ခွင့်ရရပိုင်ခွင့်ပေးဖို့ပေါ့နော်။ဒီနေ့အကုန်လုံးဒီအသေးစိတ်ပဲသူ့ထဲမှာတော့ကျမတို့ဒီအတန်လှည့်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ချောချောမွေ့မွေ့လဲပတ်နိုင်အောင်ဆောင်ရွက်ပေးဖို့ဆိုတဲ့ဟာရဲ့နောက်ပြီးတော့တလားတစ်ခါ ီ Trump အစိုးရဖွဲ့ရနေပြီးတော့သူတို့ဘာတွေဆောင်ရွက်နေလဲဆိုတာကိုတရားသူကြီးရှိကိုတင်ပြရမယ်ဆိုတဲ့ဟာလည်းပါတယ်။ RFA နဲ့နောက်အရှိလေပိုင်းအတွက်ပေါ့နော်သူတို့အတန်လွှင့်ဌာနကတော့သူတို့အတွက်ကိုမပေးဘဲထားထားတဲ့ဒီလွှတ်တော်ကချမှတ်ထားတဲ့ရန်ပုံငွေ budget ကိုသမ္မတ Trump အစိုးရဖွဲ့အနေနဲ့ပေးဖို့ပေါ့နော်။ဆိုပြီးတော့တကယ်အဓိကချမှတ်ထားတဲ့အဲ့ဒီချမှတ်ထားတဲ့နှစ်ချက်ကိုပဲသူတို့ကယာယီ ရဆိုင်ခွင့်ပေးထားဖို့ပေါ့နော်ဆိုပြီးတော့တို့ကအခုယူကန်ဝင်ထားတယ်တို့ဘက်ကတော့ဒီအစိုးရအသုံးစည်းဘိုင်းဆိုင်ရာဒီငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲရှိနေတာတွေကိုတို့တင်ပြထားတယ်ပေါ့နော်ကျွန်မတို့အသေးစိတ်တော့မသိရသေးပါဘူးဆိုတော့အအဓိကကဒီတရားရင်ဆိုင်တဲ့နေရာမှာလဲတရားသူကြီးကပြောတာကဒီလိုအတန်လွင့်လုပ်ငန်းကြီးတစ်ခုပေါ့တော့ဒီ BOA ဆိုရင်နှစ်ပေါင်း83နှစ်လောက် ဒီလက်ပတ်လာတဲ့အတန်လွင့်လုပ်ငန်းကြီးတစ်ခုကိုသမနာထရမ့်ဆိုရဖွဲ့အနေနဲ့ရုတ်တရက်ရက်ဆိုင်လိုက်တဲ့ဟာမှာဘာအစီအစဉ်မှမရှိဘူးပေါ့နော်တကယ်တမ်းဒါကြီးကိုပြောင်းလဲမယ်ဝန်ထမ်းတွေရှော့ချမယ်ဆိုရင်အစီအစဉ်စနစ်တကျနဲ့လုပ်ကင်ရမယ်အနေထားမှာဘာအစီအစဉ်မှဘာမှမရှိပဲဘာမှကိုချုပ်တင်တွက်ဆထားခြင်းမရှိပဲနဲ့ချက်ချင်းအဲ့လိုရက်တန်လိုက်တဲ့အတွက်အဲကျမတို့ဒီဝန်ထမ်းပေါင်း1500နီးပါးရဲ့နော်အဲအတွက်လဲနစ်နာ ဆုံးရှုံးမှုတွေဖြစ်တယ်လို့နောက်ပြီးတော့ဒါ တရားသူကြီးရဲ့ကြည့်ရတဲ့အထဲမှာဒီအများပြည်သူပေါ့နော်ဒီအတန်လွင့်လုပ်ငန်းကြောင့်အကျိုးဖြစ်စေတဲ့ဒီကဘာတလွှားကတံပေါင်းများစွာသောပြည်သူတွေနောက်အဲ့ပေါ့နော်နောက်အထူးသဖြင့်ဒီ BOA ဝန်ထမ်းတွေအတွက်နစ်နာမှုတွေအများကြီးရှိရဆိုတာလဲသူတို့ထက်ထွက်သူ့ရဲ့စင်စားချက်ထဲမှာထက်ထွက်ထားရဆိုတာလဲအဲကျမတို့ဟိုတွေ့ရပါတယ်ဆိုတော့အဲတစ်ဖက်မှာကြတော့ Trump တို့ဒီအဲဘက်ကကြတော့ဒီအစိုးရရှေ့နေတဲ့ဘက်ကတင်ပြတာကတော့သမရ အမိန့်ဟာအာဒီတမရကိုလူထုကရွေးကောက်တင်မြောက်ထားတာဖြစ်တယ်အဲ့တော့ဒီလူထုကတင်မြောက်ထားတဲ့တမရရဲ့အမိန့်ဘဲပေါ့နော် အမိန့်ကြောင့်ဒါဒါလိုက်နာရမယ်ဒီအမိန့်ကဒါလူထုအကျိုးအတွက်ပဲချမှတ်တယ်ဆိုတဲ့ပုံစံမျိုးသူတို့ကပြောတယ်နောက်တစ်ချက်ကကျမတို့ဝန်ထမ်းတွေဟာအစိုးရဝန်ထမ်းဖြစ်တဲ့အတွက် ကျမတို့ဟာဒီ American ဖွဲ့စည်းပုံခြေခံဥပဒေရဲ့ပြင်ဆင်ချက်အမှတ်၁ပေါ့နော်အဲ့ဒါဒီလူလက်စွာပြောဆိုပိုင်ခွင့်ဆိုတာနဲ့ကျမတို့ကလုံးဝအဲ့ဒါကိုကျမတို့က ဲ့ဒါနဲ့ကိုက်ညီမှုမရှိဘူးပေါ့နော်။ဘာလို့ဆိုဝန်ထမ်းတွေဖြစ်တဲ့အတွက်အစိုးရကအာအဲဒီချမှတ်တဲ့အမိန့်ညီတိုင်းပေါ့နော်ကျမတို့ကဆောင်ရွက်ရမယ်ဆိုပြီးတော့တို့ဘက်ကတော့ပြန်ပြီးတော့ခြေပတာမျိုးတော့ရှိပါတယ်အဲ့တော့ဒီအခုအနေနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဗမာပြည်လိုစစ်အာဏာရှင်စနစ်စိုးမိုးတဲ့နိုင်ငံမှာဒီသတင်းမှန်နေသတင်းဟိုဒီအရေးကြီးတဲ့သတင်းတွေတိဖို့နိုင်ငံတကာသတင်းတွေရောမြန်မာပြည်တွင်းမှာဖြစ်နေတဲ့သတင်းတွေတိဖို့ကိစ္စမှာအဲလွတ်လပ်တဲ့ သတင်းဌာနတွေ VOA တို့လာဒီ RFA တို့ BBC တို့လို့တာပေါ့နော်အဲ့ဗမာပြည်သူတွေကအကြမ်းအားကိုးရတယ်သတင်းဌာနနှစ်ခုပေါ့နော်အမေရိကန်မှာရှိတဲ့နှစ်ခု RFA နဲ့ VOA ဒီပိတ်လိုက်ခံရတယ်ရက်သွားဆိုင်းသွားတယ်အတွေ့ဟိုအများကြီးနစ်နာတယ်တဲ့ဟိုစားခံစားရတာပေါ့နော်အများကြီးနစ်နာတယ်စိတ်မကောင်းကြဖြစ်ကြတယ်အဲ့တော့ဒီ VOA ဝန်ထမ်းတွေအနေနဲ့ရောဒီဗမာပြည်သူတွေ အတွက်လှုပ်ဆောင်နေရတဲ့အလုပ်ကိုရက်ဆိုင်ခါရတဲ့အတွက်ဘလို့ခံစားရလဲနောက်ပြီးတော့ဘလို့မျှော်လင့်ချက်တွေရှိမှရှိထားတယ်ဘလို့ဖြစ်လာနိုင်နေဟုတ်ကဲ့အဲ့တော့ VOA မြန်မာပိုင်းဌာနအနေနဲ့ကတော့ခစ်ဆက်ဆက်ပေါ့နော်ဒါ VOA တက်တန်းနီးပါတိုင်းမှာနှစ်ပေါင်း80ကျော်လောက်သူတို့ခစ်ဆက်ဆက်မှာအာဒီမြန်မာပိုင်းဌာနကလည်းအနေနဲ့အတန်လွှင့်ခဲ့တယ်နောက်ပြီးတော့အထူးသဖြင့်1988ခုနှစ်နောက်ပိုင်းမှာเนาะကျမတို့ဒီ VOA မြန်မာပိုင်းဌာနကနေပြီးတော့ဒီ စစ်ဆိုးရအုပ်ချုပ်နေတဲ့မြန်မာနိုင်ငံမှာသတင်းလွတ်လပ်ခွင့်ဖိနှိပ်ထားတဲ့အခါမှာပို့ပြီးတော့ပေါ့နော်ကျမတို့ဒီကအာယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့သတင်းလွတ်လပ်ခွင့်နောက်ပြီးတော့ဒီမြန်မာနိုင်ငံမှာအစစ်ဆိုးရဆက်ဆက်ဆရာနာရှင်ဆက်ဆက်ဖိနှိပ်ခတ်ဖိနှိပ်တဲ့အခြေအနေတွေရေကူလဲကျမတို့ထုတ်ဖော်ပြီးတော့ဟောတင်ပြနိုင်ခဲ့တယ်နောက်ပြီးတော့ဒီ American နိုင်ငံတွေမကဘူးနိုင်ငံတကာမှာရှိနေတဲ့သတင်းတွေကိုလဲကျမတို့တင်ဆက်နိုင်ခဲ့တယ်ဆိုတာတော့ကျမတို့ဒီအာ VOA ပြည်သက်တွေကလည်းအတိဆုံးပါဗောနော်အခုအဲ့တော့ကျမတို့ခန်းစားရတာဥပမာဆိုရင်အခုဒီလာရှိုကိစ္စမှာအခုတရုတ်ကပါဝင်ပတ်သက်တယ်ဆိုတဲ့ဟာမျိုးအခြေအနေမျိုးဆိုရင်ကျမတို့ဒါအတန်လွှင့်နေမယ်ဆိုလို့ရှိရင်တော့ကျမတို့ကအဲသတင်းအလက်အချက်အလက်ပြည့်စုံတဲ့လာရှိုမှာတရုတ်ကဘာကြောင့်ပါဝင်ပတ်သက်နေလဲဘာတွေဖြစ်နေလဲအဲဒီစစ်ကောင်စီနဲ့အဲဒီတိုင်းနာလက်နက်ကိုင်ဖွဲ့တွေကြားမှာဘာတွေတကယ်ကိုနားလည်မှုတွေဘလို့ ကြည်လေဆွေးနွေးခဲ့ကြတာလေတရုတ်ကဘလူအနေနဲ့ပါဝင်ပတ်သက်နေလဲဆိုတာကိုကျမတို့ကကွင်းကွင်းကွက်ကွက်နဲ့ပေါ့နော်ကျမတို့မေးမြန်းတင်ပြခွင့်ရမှာဖြစ်တယ်လို့ဒီအချက်လက်မှန်တွေကြောင့်လေဒီမြန်မာပြည်သူတွေကအခြေအနေမှန်သိခွင့်ရမှာပေါ့နော်အဲ့တော့ဒီတရုတ်ပါဝင်ပတ်သက်နေတဲ့အခြေအနေကိုကျမတို့ကအာဒီမေးမြန်းနေလိုက်ပြီးတော့ကျမတို့ကအာအချက်လက်တွေကိုစုံစမ်းရှာဖွေနေတဲ့အတွက်ကို ဒီတရုတ်နဲ့လှုပ်ရှားမှုတွေကိုလည်းကျမတို့ American နိုင်ငံအတွက်မှာလည်းဒါသိခွင့်ရမယ်။ဆိုတော့ဒါ American ကအထူးသဖြင့်တရုတ်နဲ့ပတ်သက်လို့ရှိရင်လေဒါသူတို့ကအရေးပါတဲ့အဲဒီနိုင်ငံတစ်ခုအနေနဲ့ဒီအကဘာနိုင်ငံရဲ့အခင်းချင်းမှာဒါ American ရဲ့အဓိကပြိုင်ဘက်တစ်ခုဖြစ်နေတဲ့အတွက်လေတရုတ်ရဲ့လှုပ်ရှားမှုတွေမှန်သမျှ data တွင်မှာ အာဆိုလို့ရှိရင်အရေးပါတဲ့အတွက်ဒါအမေရိကန်နိုင်ငံအတွက်လည်းအကျိုးရှိတယ်ဆိုတော့ဒါမျိုးပေါ့နော်ကျွန်မတို့မြန်မာ PUA မြန်မာပိုင်းဌာနအနေနဲ့ကအာဆောင်ရွက်နိုင်မှာဖြစ်တယ်နောက်ပြီးတော့တကယ့်ကိုဟိုမြန်မာနိုင်ငံတမိုင်းမှာမကြုံစက်ဘူးလှုပ်ခတ်သွားတဲ့ဒီငလျင်ခုနှစ်တမခုနှစ်ပြင်းအားလှုပ်ခဲ့တဲ့သခိုင်းငလျင်ဆိုလို့ရှိရင်လေဒီငလျင်တန်ကြောင့်ပေါ့နော်အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုကျွန်မတို့ကသာအတန်လွှင့်နိုင်ခဲ့မယ်ဆိုလို့ရှိရင်ဒါရင်းနဲ့ပတ်သက်ပြီးတော့အချက်လက်မှန်မှန်နဲ့အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေအရောက် လုံနိုင်ဖို့ပေါ့တိတိယောက်လုံနိုင်ဖို့နိုင်ငံတကာတွေကနေပြီးတော့တိတိယောက်ပါဝင်ဆောင်ရွက်နိုင်ဖို့ဒါတွေမျိုးလေကျမတို့မေးမြန်းစုံစမ်းပြီးတော့တင်ပြနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့လိုအခြေအနေမှာကျမတို့ကအာဒီအရင်အတိုင်းကျမတို့ရဲ့ယက်တီထားတဲ့ယုံကြည်ရတဲ့သတင်းဌာနတစ်ခုအနေနဲ့သတင်းတွေတင်ဆက်ခွင့်မရပဲကျမတို့အတန်တွေကိုပိတ်ထားတဲ့အတွက်ပေါ့နော်ကျမတို့အရန်ကိုလည်းယူကျုံမရဖြစ်ရတယ်ဒါကျမတို့လက်ရှိခံစားနေရတဲ့အခြေအနေပေါ့နော်အဲ့တော့ကျမတို့မျှော်လင့်တာကတော့ VOA ဟာ လွတ်တော်ကပြဋ္ဌာန်းထားတဲ့အဲ့တဲ့ဒီပြဋ္ဌာန်းချက်နဲ့ VOE ကိုဖွဲ့စည်းထားတာဖြစ်တယ်ဒီ American နိုင်ငံမှာဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဒါနှစ်ပေါင်း83နှစ်ရှိနေဖြစ်တဲ့အတွက်ဒါကြီးကိုဟိုဖြတ်သိမ်းဖို့ဆိုတာကဒါ American လွတ်တော်ရဲ့ဆုံးဖြတ်ချက်မှာပဲရှိနေမယ်လို့ကျမတို့ကတော့ယုံကြည်တယ်အဲ့တော့ဒီလွတ်တော်ဆိုတာလေလွတ်တော်အမတ်တီပေါ့နော်ဆိုတာလေလူထုကရွေးကောက်တင်မြှောက်ထားတာဖြစ်တယ်ဆိုတော့အာဒီလူထုကရွေးကောက်တင်မြှောက်ထားတဲ့အပိုင်းမှာကျမတို့ VOA မှာဆိုရင်လည်းမြန်မာဌာနအနေနဲ့မရှိမဖြစ်ဒီလိုအပ်တယ်ဆိုတာကိုအမေရိကန်နိုင်ငံမှာရှိတဲ့ရောက်ရှိနေတဲ့ဒီမြန်မာဘွားတွေပေါ့နော်မြန်မာဒီပြည်သူတွေကနေပြီးတော့လေတက်ဆိုင်ရာပြည်နယ်တွေလိုက်မှာကိုတက်ဆိုင်ရာဒီလွှတ်တော်အမတ်တွေကိုတင်ပြခြင်းအဖြစ်ပေါ့နော်ကျမတို့ VOA အထူးသဖြင့်မြန်မာဌာနအနေနဲ့ဆက်ပြီးရှိတင်နေဆိုတော့အတန်ကိုလည်းလွှတ်တော်ကနေပြီးတော့ပေါ့နော်သမရရှိကိုဟိုပို့ဆောင်ဖို့ပေါ့နော်အဲဒါမျိုးလည်းကျမတို့ဆက်ပြီးတော့လှုပ်သွားဖို့လည်းရှိပါတယ်ရှင် အဲဟုတ်ပါတယ်အဲ့ဒီစားကတော့အင်ပဒန်စိတ်မကောင်းစရာပေါ့နော်ယူယုံမရဖြစ်စရာဖြစ်တယ်နောက်ပဲတရင်မှန်နေဦးမြန်မာပြည်သူအခြေအနေမီဟိုမကြားရတော့ဘူးပေါ့နော်ဆိုတော့ဟိုနောက်တစ်ခုဟိုအကိုသိကျင်တာကဒီတရင်သမားတယောက်အနေနဲ့ဒေါ်အင်ဂျင်နိုင်အနေနဲ့ပျော်စရာကောင်းတာတွေကဘာတွေလဲဒီသမားတယောက်နေတော့အဲ့မှာပျော်စရာကောင်းနေရတာဘာတွေရှိလဲ ပြောစရာကောင်းတယ်တော်လေးကောင်းတဲ့မေကွန်းလိုပဲပြောရမှာပါအဲ့လိုမေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တကယ်တမ်းကျတော့သတင်းသမားဆိုတော့ကျမတို့ကျမအနေနဲ့ဆိုရင်တော့ကျမရဲ့အသွေးသားတဲကူကကျမကဒီသတင်းတင်ပြတဲ့အဲ့ဒီအဲဒီလုပ်ငန်းပေါ့နော်ဒီသတင်းတင်ပြမှုသတင်းသတင်းတွေကိုလိုက်ပြီးတော့ကျမစုံစမ်းဖော်ထုတ်တာကိုကျမတော်တော်လေးကိုအဝါဒနာလဲပါတယ်ဒါကျမစိတ်ရောကိုယ်ရောဟိုပါဝင်လှုပ်ဆောင်တဲ့အလုပ်တစ်ခုပေါ့နော်ဆိုတော့အခု ဒီကျွန်မဥမာတရင်တပုတ်အဥပမာဆိုလို့ရှိရင်အဲကျမတို့ဒီကြားဖြန့်လုပ်ငန်းပေါ့ဒါကျမနောက်ဆုံးတင်ဆက်ခဲ့တဲ့ကိစ္စဆိုလို့ရှိရင်ဒီထိုင်းမြန်မာနယ်စပ်မှာကြားဖြန့်ဒီလုပ်ငန်းငွေလိမ်ကိုင်းနေအရန်ကြီးဆိုးပြီးတော့ဟိုတော်တော်လေးလူတွေငွေလိမ်ခံနေရတယ်နော်မြန်မာနိုင်ငံအပါဝင်နိုင်ငံတကာမှာငွေတန်ဘီလီယံနဲ့ငွေဒေါ်လာပေါ့နော်ဒီဘီလီယံနဲ့ချီပြီးတော့လူတွေကိုလိမ်လည်ခံနေရတဲ့ဒီငွေလိမ်ကိုင်းနေနဲ့ပတ်သက်ပြီးတော့ အော်ကျမဒီစုံစမ်းမေးမြန်းတာကိုပေါ့နော်ထိတိယောက်လုပ်နေတဲ့ဥပမာဆိုရင်ဒီထိုင်းလွှတ်တော်အမတ်ကိုကျမစုံစမ်းမေးမြန်းပြီးတော့တင်ပြခွင့်ရတဲ့ဟာမျိုးတွေမှာပေါ့နော်ကျမတရင်တစ်ခုခုကိုလိုက်ပြီးတော့တင်ပြခွင့်ရလိုက်ပြီးဆိုတဲ့အချိန်မှာခန်းစားရတဲ့ခန်းစားချက်ပေါ့နော်အဲ့ဒီမှာပင်ပန်းနေဒီတရင်တစ်ခုရဖို့ကျမတို့ဘတ်ပေါင်းစုံထောင်ပေါင်းစုံကနေလိုက်ရတယ်အဲ အဆင်ပြေတာရှိတယ်ကျမတို့ကိုအဆဲခံရတာတွေလည်းရှိတယ်ဒါမျိုးတွေပေါ့အခက်ခဲမျိုးစုံကြော်လွားပြီးတော့မှကျမတို့ရခဲ့တဲ့သတင်းတပုတ်ကိုချက်လက်မှန်မှန်နဲ့တင်ပြခွင့်ရပြီးလို့ရှင်တော့ဟိုခန်းစားရတဲ့ကျမရဲ့ခန်းစားချက်ပေါ့နော်ဒါအလုပ်တစ်ခုကိုငါတေချာလုပ်ခွင့်ရတယ်ဒီဒီလိုတင်ပြခွင့်ရတဲ့အတွက်လည်းဒါကိုနားထောင်လိုက်ရတဲ့အော်ဖတ်ရှုလိုက်ရတဲ့ကြည့်ရှုလိုက်ရတဲ့သူတွေအတွက်မှလည်းမှန်ကန်တဲ့အချက်လက်တွေကိုပေးနိုင်တယ်ပို့ပြီးတော့အော်ဒီ အဲဗဟုသုတလည်းဖြစ်စေတယ်ဆိုတာမျိုးပေါ့နော်ဒါမျိုးတွေကိုကျွန်မပေးနိုင်တယ်ဟို message တွေပေါ့လေဒီ comment တွေကိုကြည့်ရတယ်ဆိုရင်လည်းကျွန်မတကယ်ကိုဝမ်းသာကြည်နူးမိပါတယ်ရှင်အဲနောက်ဆုံးမေးခွန်းပေါ့လေအဲ့ဒါတော့ဟိုညီမအနေနဲ့ဒီညီမပြည်သူတွေကို VOE ပိတ်လိုက်ခံရတဲ့အတွက် VOE ရဲ့အတန်ကိုမထုတ်လွှင့်နိုင်တဲ့အတွက်ဒီညီမပြည်သူတွေကိုဘယ်လိုသတင်းစကားများပေးခြင်းပါလဲဟုတ်ကဲ့ အဓိကတော့ကျမပြောချင်တာကတော့ VOA ဆက်ပြီးရှိနေဖို့အတွက်တော့ကျမအနေနဲ့ဆက်ပြီးတော့ဟိုတိုက်ပွဲဝင်သွားမယ်လို့ပြောချင်ပါတယ်ဒါကတော့ဒီနိုင်ငံမှာကျမတို့ရရှိတဲ့အခွင့်အရေးပေါ့နော်ကျမတို့ဒီတတိပုဂ္ဂလဒီလူအခွင့်အရေးအပြည့်အဝရှိနေတဲ့ American နိုင်ငံမှာအာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနောက်လွှတ်တော်ကပြဋ္ဌာန်းချက်တွေနဲ့အညီဖြစ်နေတဲ့ဒီ VOA နဲ့ပတ်သက်လို့ပေါ့နော်ဆက်ပြီးတော့ရက်တီနိုင်မယ်ဒီ VOA ရက်တီတဲ့အခါမှသာ VOA ကထုတ်လွှင့်တဲ့သတင်းတွေရဲ့ထိရောက်မှု အထူးသဖြင့်ကျမကျမအမိနိုင်ငံဖြစ်တဲ့ဒီမြန်မာနိုင်ငံအတွက်ကိုဒီသတင်းတွေထုတ်လွှင့်နိုင်ဖို့ပေါ့နော်ကျမတို့ဆက်ပြီးတော့အကျိုးစားသွားမယ်အဲဒီအတွက်လဲကျမတို့က save voa ဆိုတဲ့လှုပ်ရှားမှုပေါ့နော်ဒါကျမတို့ voa ဝန်ထမ်းတွေအားလုံးပေါင်းပြီးတော့ဒါမျိုးလဲလှုပ်ရှားနေတဲ့အထူးသဖြင့်ကျမတို့လက်ရှိဒီ voa နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိ နိုင်ငံကမှာထိရောက်လေနောက်ပြီးတော့အထူးသဖြင့်အမေရိကန်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့လေကျမတို့ BOE အတန်လွင့်ဌာနကဘယ်လောက်ထိရေးပါတယ်လဲပေါ့နော်ဆိုတာမျိုးပေါ့လေဒါမျိုးတွေလည်းကျမတို့ထုတ်ဖော်ပြီးတော့အဲဒါလှုပ်ရှားမှုတွေပေါ့လေဒါမျိုးတွေလည်းကျမတို့အခုလုပ်နေပါတယ်အဲ့တော့မြန်မာပြည်သူတွေပြောချင်တာကလက်ရှိစစ်ကောင်စီပေါ့နော်စစ်အစိုးရစစ်အာဏာရှင်အဆက်ဆက်ဖိနှိပ်ခံနေရတဲ့မြန်မာနိုင်ငံမှာဒီမိုကရေစီ စနစ်မရမချင်းကျမတို့သတင်းဌာနတွေလွတ်လွတ်လပ်လပ်နဲ့ထုတ်ဖော်တင်ပြခွင့်မရမချင်းကျမတို့ VOE မြန်မာပိုင်းဌာနအနေနဲ့အတန်လွှင့်လုပ်ငန်းတွေကိုမြန်မာပြည်သူတွေကိုအချိန်နဲ့တပြိုင်နီတင်ပြခွင့်ရနိုင်ဖို့အတွက်တော့ကျမတို့ဒီကနေပြီးတော့ဆက်ပြီးတော့လှုပ်ရှားသွားမယ်ဆိုတာတော့ကျမပြောချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်တော့အင်ဂျင်နီကျွန်တော်အနေနဲ့လည်းမြန်မာပြည်သူတွေရဲ့စံတာပြေဝပါစေလို့ကျွန်တော်စီတောင်းနေမြန်မာပြည်သူရဲ့ VOE ကိုမျှော်နေကြတယ်။အဲဒါကြောင့်မလို့ VOE မကြခင်ပြန်လာဖို့ ျွန်တော်တို့အားလုံးစောင့်ညော်နေပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကုထွန်းအောင်ကျော်ရှင်အခုလိုမျိုးအချိန်ပေးပြီးတော့မေးမြန်းတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်